Pope Francis ပြန်လည်တော်မူချိန်မှာသက်တော်88နှစ်ရှိနေပါပြီ။ Pope Francis ဟာဘလို့ပုဂ္ဂိုလ်မျိုးလဲ။ Pope Francis ဖြစ်လာမယ့်လူငယ်လေး George Mario Bergoglio ကိုကိုအာဂျင်တီးနားနိုင်ငံရဲ့မြို့တော် Buenos Aires မှာ1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။မွေးစင်း၅ရောက်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။ရွှေစွန်းကိုက်မွေးဖွားလာသူမဟုတ်လို့လူပေါင်းစုံဘဝပေါင်းစုံနဲ့ထိတွေ့ခဲ့ရပြီး ငယ်ရွယ်စဉ်မှာပဲအဆုတ်ရောင်ယောဂါကို အပြင်းထန်ခံစားခဲ့ရပါသေးတယ်။လူငယ်လေးဂျော့မိုင်ယိုဘာဂိုဂလီအိုကကက်သလစ်ဖုံးတော်ကြီးတွေကို ကြီးညိုစိတ်နဲ့ဘာသာရေးအဆုံးအမတွေကိုလေ့လာလိုက်စားရင်ဂျက်ဆက်အဖွဲ့ဝင်အဖြစ်ကနေတဒနာပြုခီးစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။အများအကျိုးဆောင်ရင်2013ခုနှစ်မတ်လမှာပုပ်ဖရန်စစ်ဟာ266ရောက်မြောက်ပုပ်ယဟန်မင်းကြီးဖြစ်လာခဲ့ပါတယ်။ ပြန်လည်နှောင်းမှုချိန်2025ဧပြီလအထိ12နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။